ုဆိုင်ရဲ့ market ရောပေါ့ရွှန်တို့တကယ်ကိုဒီပွဲမှာပါစီခြင်းတယ်အဲ့လိုအတွက်ကြောင့်မလို့လဲရွှန်တို့တွေရက်တည်ညှိကြတယ်ပေါ့အမှုပညာရှင်တွေကလည်းလက်ခံထားတဲ့အလုပ်တွေနဲ့ဆိုတော့နောက်ဆုံးကျတော့ရွှန် producer ရဲ့ထုတ်လုပ်သူရဲ့ပေါ့ထုတ်လုပ်သူရဲ့ director နဲ့ပဲရွှန်တို့ဒီတကားလုံးကြီးကိုပေါ့တကားလုံးကြီးကိုကိုစားပြုပြီးတော့ရွှန်တို့တွားရောက်ပြီးတော့တက်ခဲ့ပါတယ်ရှင်ဟုတ်ဒီချစ်သူတာဘန်ဘုံကိုကြည့်ရှုပြီးတော့ဒီပေါ့ အော်ဒီကောင်းတယ်ပေါ့နော်အခုနရှုခင်းနေရောပြောဇလန်းနေရောပေါ့နော်အဲ့လို feedback တွေကျွန်တော်ပြန်ကြားလာပြီဟုတ်ကျွန်တော်မှအိမ်တော်မရှိသေးသလိုချစ်သူလည်းမရှိသေးဘူးခင်ဗျအဲចောင်းသားလူငယ်တွေကဒီချစ်သူသားပန်းတွင်ကိုကြည့်ရှုတဲ့အခါမှာအဲစိုက်နှက်တက်တယ်ပြီးတော့ကြည့်ရှုမှုလည်းများတဲ့အများဆုံးကားပေါ့နော်ဒီချစ်သူသားပန်းတွင်ကအများဆုံးကားတစ်ခုဖြစ်တယ်လို့လည်းသိရတဲ့ကျွန်တော်လည်းဖန်တီးခဲ့ရတဲ့အချိန်တွေကိုပြန်ပြီးတော့အောင်းမေ့တယ်အင်ဂျင်ရှင်ခွင့်မပေးတဲ့ဝေးကနေခွင့်မ ကိုယ့်ရဲ့အချက်ဘူးကညလေးပဲညလေးသာပင်လေပြီဆိုရင်ကိုယ်ကလာရောက်လေးဖြစ်ချင်တာအဲဒီကတော့နိုင်ငံတကာဒီပေါ့အဲဒီကတော့ festival မှာပြတဲ့ကားတွေကကျွန်တော်ဒီ၃ချိန်ပေါ့နော်၃ချိန်ပြသခဲ့ရတယ်ဒီပထမဆုံးချိန်ကတော့ Q Cinema Q Cinema ကတော့ဒီ Flyby မှာတော့အော်နာမည်ရတယ်ပေါ့ festival တစ်ခုပေါ့အဲမှာက2024 November လာမှာပြသခဲ့တယ်ပြီးတော့ second ကျတော့ကျွန်တော်ဒီ Hong Kong Hong Kong မှာလုပ်ခဲ့တယ် Hong Kong ASEAN အဲ့ဖင်ခက်စစ်တယ်ပေါ့နော်အဲ့မှာပြခဲ့တယ်အခုဒါတော့တတိယကျင်ကတော့ဒီလက်ချက်မဲခေါင်ဖလင်ဝီပေါ့နော်ဒါကတော့အဲ့မှာတတိယကျင်ပြသခဲ့ပါဟုတ်ကဲ့ကိုရိုနီယောထွက်ပြေးကြတာပေါ့အဲ့တော့ဒီကတော့ဒီမဲခေါင်မြဝမ်ဒေတာမှာရှိတဲ့နိုင်ငံတွေ6နိုင်ငံတရုတ်ကချိုင်းနာမြန်မာပြီးတော့တော့ကမ္ဘောဒီးယားလာအိုဗီယက်နမ်ထိုင်းလန်ပေါ့နော်6နိုင်ငံမှာဒီ produce လုပ်တဲ့ရုပ်ရှင်ကား20ကိုပြသတဲ့ပွဲပေါ့ဟုတ် 最近正在被谁欺 ကိုဆိုင်ရဲ့ market ရောပေါ့ရွှေတို့တကယ်ကိုဒီပွဲမှာပါစီခြင်းတယ်အဲ့လိုအတွက်ကြောင့်မလို့လဲရွှေတို့တွေရက်တွေညှိကြရတယ်ပေါ့ညှိကြတဲ့အခါမှာရွှေတို့ကားထဲမှာပါဝင်နေကြတဲ့အမှုပညာရှင်တွေကဒီသွားမဲ့ရက်နေရရွှေတို့အမှုပညာရှင်တွေကလည်းတေချာလေးရက်တွေညှိနိုင်ပေးပါတယ်ဒါပေမဲ့ဘလို့မှရက်တွေကညှိနိုင်လို့မရဘူးအမှုပညာရှင်တွေကလည်းလက်ခံထားတဲ့အလုပ်တွေနဲ့ဆိုတော့ကြတော့နောက်ဆုံးကြတော့ရွှေန် producer ရေထုတ်လုပ်သူရေပေါ့ထုတ်လုပ်သူရေ director နဲ့ပဲရွှေတို့ဒီတကားလုံးကြီးကိုပေါ့တကားလုံးကြီးကိုကိုစားပြုတ်ပြီးတော့ရွှေတို့သွားရောက်ပြီးတော့တတ်ခဲ့ပါတယ်ရှင်ဟုတ် ဒီပေါ်သူတို့ရှိမှာတော့ဒီ Flint Week ဆိုတဲ့အတိုင်းကျွန်တော်ဒီကား20ကိုကျွန်တော်ပြလာပါမယ်သူတို့ရုပ်ရှင်ရုံနေမှာပြတယ်ပြတော့ဒီမှာကုဏလိုလာကြီးရဲ့လူတွေမှာပြည်သက်တွေရှိမယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ဒီသူတို့ဒီ Flint School တက်နေတယ်ပေါ့နော်အဲလူငယ်တွေရှိမယ်ပေါ့လူငယ်ရှိတဲ့အချိန်မှာသူကျွန်တော်ပြန်ကြတော့အဓိကတော့ဒီသူတို့ဒီမြန်မာကနေပြီးတော့အဲ translate လုပ်ရအောင်ဒီတရုတ် subtitle ထိုးတော့အမှ load တဲ့လူတွေရောပြီး ်ဖလင်းကော်မရှင်ဘုတ်အဖွဲ့ပေါ့နော်ကျွန်တော်တို့ဒီချစ်သူတာဗန်ဘုံကိုကြည့်ရှုပြီးတော့ဒီပေါ့ဒီကောင်းတဲ့ပေါ့နော် ခုနရှုခင်းတွေရောပြောဇလန်းတွေရောပေါ့နော်အဲ့လို feedback တွေကျွန်တော်ပြန်ကြားလာပြီဟုတ်ကားတိုင်းကားတိုင်းကိုတော့တို့ကြည့်ရှုတဲ့သူတွေက comment တွေပေးကြတယ် comment တွေပေးတဲ့အခါမှာကား20လောက်ရောနော် comment တွေပေးတယ်ရွှေတို့လည်းတကယ်ကိုကြိုက်နှစ်သက်ကြဲအဲ့ထဲမှာမှာရွှေတို့ကားနဲ့ပတ်သက်လို့ comment ကတော့အဲចောင်းသားလူငယ်တွေကဒီချစ်သူသားပန်းတွင်ကိုကြည့်ရှုတဲ့အခါမှာအဲကြိုက်နှစ်သက်တယ်ပြီးတော့ကြည့်ရှုမှုလည်းများတဲ့အများဆုံးကားပေါ့နော်ဒီချစ်သူသားပန်းတွင်ကအများဆုံးကားတစ်ခုဖြစ်တယ်လို့လည်းသိရတဲ့ရွှေတို့လည်းဖန်တီးခဲ့ရတဲ့အချိန်တွေကိုပြန်ပြီးတော့အောက်မေ့တယ်ပြီးတော့တို့ကလည်းအဲ director interview တွေလုပ်တယ်ပေါ့နော်ဒီပွဲမှာခဏလိုမျိုး sharing လုပ်ပေးလို့ရမလားရိုက်ကူးခဲ့စင်ရပေါ့အဲအဲ့ဒါလေးတွေလည်းရွှေန်တို့သူတို့နဲ့ဒီ interview လေးတွေ session လေးတွေလုပ်ရတယ်ပေါ့အဲ့အတွက်ကြောင့်မလို့လည်းတကယ်ကိုပဲအဲ PT ဖြစ်ရပါတယ်ရှင်ဟုတ်ဒီရုပ်ရှင်ပွဲတော့ဘယ်လိုမြင်လဲပြဒီစကားကိုဘယ်လိုရိုက်ကူးခဲ့လဲပေါ့ဘယ်လိုနာမည်ပေးပြခဲ့လဲပေါ့အဲ့လို question တွေပေါ့တူတူပါပဲတူတူပါပဲဟုတ်အဓိကတော့အဲနောက်မေကွန်းနေပို့သွားတော့သူတို့နိုင်ငံမှာကိုရီးယားသွားရောက်ပြီးတော့ အာဒီ6နိုင်ငံပြသတာဖြစ်တဲ့ကြောင့်မလို့တို့ပြသတဲ့တို့ခုရောက်ရှိနေတဲ့တို့ရဲ့နိုင်ငံကိုရော အာဒရိုက်တာအနေနဲ့လာပြီးတော့ရုပ်ရှင်တွေမရိုက်ချင်ဘူးလားပြီးတော့တို့နိုင်ငံရောဘယ်လိုဘယ်လိုမြင်လဲဆိုတော့တို့နိုင်ငံရဲ့ကာကိုရီးယားလည်းလှပတယ်လှပတဲ့နိုင်ငံတစ်ခုဖြစ်တယ်ကိုရီးနိုင်ငံလည်းဒီလိုမျိုးလှပတယ်အဲ့တော့တယောက်နဲ့တယောက်ဖလှယ်ကြတာပေါ့အဲ့တော့တို့ကမေးတဲ့အချိန်မှာလည်းအဲရွှေရတော့ဘေးနားအနေဒါမြင်နေရဆိုတော့ကိုကောင်းဆန်ကိုမေးတဲ့အခါမှာလည်းတို့နိုင်ငံကိုလာရိုက်ရမယ်ဆိုရင်ကောဒရိုက်တာအနေနဲ့ဘယ်လိုကားမျိုးကိုရိုက်စီခြင်းလဲဆိုတဲ့မိကုံလေးလည်းပါတယ်ပေါ့အဲ့ဒါတော့ဒရိုက်တာဖြည့်ခဲ့တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဖြည့်ခဲ့တယ်မိကုံကတော်တော်ကောင်းတယ်ဟုတ်ကဲ့ဟုတ်အဲကျွန်တော်ကတော့ဒီအဓိကတော့ဒီ အဲဘယ်လိုရိုက်မယ်ဆိုတော့ကျွန်တော်ဒီပေါ့သွားတဲ့ချိန်မှာ ရာသီဥတုကတော်တော်ကြီးပဲကျွန်တော်တို့ဒီအဲမြန်မာနိုင်ငံကဝေဒန်နေရတော်တော်ကွာခြားတယ်ပေါ့နော်ကွာခြားတော့ချိန်မှာအဲမျိုးလဲရောက်လဲရောက်တော့သူကလမ်းလေးတွေပြီးတော့ကလှပ်ပါတယ်ပေါ့နော်လှပ်ပါတော့အဲတွေးလိုက်မိရတော့ပေါ်လာတော့ဒီက romance ပေါ့အဲ romance လေးရိုက်တော့ဒီသလားပပလေးတွေနဲ့ကျွန်တော်တို့ဒီမြန်မာနဲ့အဲတရုတ်ပေါ့နော်အဲ့လိုမျိုးမတူညီတဲ့ culture တွေ traditional တွေပြီးတော့အလှပါတွေ location တွေကို ဟိုဘယ်လိုဖလှယ်ပြီးရိုက်လို့ရမယ့်ဟာပေါ့အဲ့လိုမျိုးဇင်လိုက်ပြီးတော့တွေးမိတယ်ပေါ့ဟုတ်အဲကျွန်တော်လာမယ့်နှစ်ပေါ့နော်ရှစ်ချိန်မြောက်ကိုတော့လောလောဆယ်သူတို့အဲပေါ့ planning လုပ်နေရတော့ laos မှာတော်တော်ကျင်းပပြုလို့မယ်လို့ကျွန်တော်ကြားခဲ့ရတာပေါ့နော်ဟုတ်ဟုတ်ကဲ့အဲ့လိုလေးကြားခဲ့ရတယ်ဆိုတော့ အာကိုနိုင်ငံအနေနဲ့ကျွန်တော်တို့နောက်နှစ်မှာဆိုလို့ရှိရင်လည်းအဲဒီလိုပွဲမျိုးတွေကိုစိတ်ဝင်စားတဲ့အဲထုတ်လုပ်ရေးရှိမယ်ပြီးတော့ rider ရှိမယ်လူငယ်တွေရှိမယ်အဲ့တွဲဆိုလို့ရှိရင်လည်းနောက်နှစ်ကြလို့ရှိရင်အခုဒီနှစ်မှာတော့ကျွန်တော်တို့နှစ်ကားပေါ့နော်နှစ်ကားအဲ့တော့နောက်နှစ်ကြလို့ရှိရင်လည်းနောက်ထပ်ကားကောင်းတွေအဲထွက်ရှိလာပြီးတော့အဲဟိုကြားလက်ရှိကြားသိရတော့လာအောင်ဆိုတဲ့အတွက်ကြောင့်မလို့လာအောင်မှာပြသရမယ်ဆိုတော့အဲ့တွဲအားလုံးအတွက်လည်းဒါ sharing လုပ်ပေးပါရှင်ဟုတ်ဟုတ်ကဲ့